မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာရဲ့မိတ်ဆွေတွေဒီတခါတော့ဆရာက2025ခုနှစ်မတ်လ22ရက်ကနေပြီးတော့လာတော့အထိဗုဒ္ဓဖူးရာဟုသာသမီတွေတို့ကဟောပေးကြပါတယ်ကဲမိတ်ဆွေတို့ဗုဒ္ဓဖူးရာဟုသာသမီများလက်ရှိဟိုလာဟို2025ခုနှစ်မတ်လနောက်ဆုံးပတ်တာတွေမှာမိတ်ဆွေတို့ရဲ့စိတ်ထဲမှာ ဒေါသစိတ်တွေများစွာဖြစ်နေတာမျိုးမခံချင်တဲ့စိတ်တွေဖြစ်နေတာမျိုးအရာရာကိုပြဿနာတွေကိုအဲအတက်ခတ်ခဲတွေကိုချက်ချင်းမျက်နှာချင်းဆိုင်ပြီးတော့ဝုံတိုင်းဖြစ်ချင်းကျင်တဲ့စိတ်တွေဖြစ်နေတာမျိုးမိမိကိုဒီလိုပြောရကောင်းလားမိမိကိုဒီလိုလုပ်ရကောင်းလားဆိုပြီးတော့စိတ်ထဲမှာမကျင်တဲ့စိတ်တွေအနာကြီးစိတ်တွေသို့မဟုတ်ရင်မုန်းတိစိတ်တွေဖြစ်ပေါ်နေတယ်ထို့အပြင်မိတ်ဆွေအနေနဲ့လက်ရှိမှာဆိုလို့ရှိရင်အကောင့်တက်ကိုအဆိုးကိုအပြတ်သဘောဆောင်နေတယ်လက်ရှိနေရာအနေပြီးတော့ အာရုံးထွက်ပြစ်ရှင်တာမျိုးလက်ရှိရှိနေတဲ့အနေထားကနေပြီးတော့ဟိုပောက်ကွဲပြစ်ရှင်တာမျိုးမွန်းကျက်နေတာမျိုးတွေဖြစ်ပေါ်နေတတ်တဲ့စိတ်မျိုးဖြစ်နေတဲ့အတွက်ဘာကိုဖြစ်ဖြစ်လက်ရှိကာလမှာအရေးကြီးတဲ့ကိစ္စတွေဆုံးဖြတ်ချက်တွေကိုမရှမှတ်ပါနဲ့ဘာကိုဖြစ်ဖြစ်လော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 မဆုံးဖြတ်ပါနဲ့ဒေါသနဲ့ဆုံးဖြတ်တဲ့အခါအမှားပါတတ်ပါတယ်ခင်ဗျာကောင်းပြီကြမ်းပါ၏ ကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့ဘာမှမရှိပါဘူးစိုးစိုးဘွားကတော့ဒါပေမဲ့မိသားစုကိစ္စအိမ်တွင်းကိစ္စလေးတွေကြောင့်အတွေးလွန်နေပါတယ်အတွေးလေးတွေနည်းနည်းလျှော့ပါကျမ်းမာရေးနဲ့ပတ်သက်လာရင်ခေါင်းမူကောင်းကြိုက်တာမျိုးအဲကိုယ်ကြောင့်မဟုတ်ဘဲနဲ့မိသားစုကိစ္စလေးတွေကြောင့်အိမ်တွင်းကိစ္စလေးတွေကြောင့်နည်းနည်းလေးအပူလွန်နေတာမျိုးလေးတွေစိတ်ထဲမှာအဲ စိတ်အနှဲငယ်လေးကိုဆွနာလို့ပေါ့ကိုကြောင့်မဟုတ်ပဲနည်းနည်းလေးအတွေးတွေလက်ချာချာလဲနေတတ်တော့ကြောက်အဲဖြစ်နိုင်လို့ရှိရင်တူရက်တယောက်တည်းနေတာထက်အပူတွေကိုလျှော့ပြီးတော့ဗဇက်ကနေဂုံတော်လေးတစ်ခုကိုရွတ်ပွားနေတာမျိုးလေးလုပ်ပေးပါဒါဆိုရင်မိတ်ဆွေအနေနဲ့ကျမ်းမာရေးကဘာမှစိုးရိမ်စရာမရှိပါဘူးသို့တော့နားနဲ့ပတ်သက်တာမျိုးမျက်စိအာယုံကြောင့်နဲ့ပတ်သက်တာမျိုးလေးတော့အနှဲငယ်အားနေတတ်တဲ့အတွက်သတိထားဆင်ညာရမယ့်ကာလဖြစ်တယ်အလောက်က အလုတ်ကိုင်းနဲ့ပတ်သက်ရင်လုပ်ငန်းတဲ့အလုတ်တွေစတင်ဖို့ဆိုရင်တရားတယ်မိမိမှလည်းအကြံအစီရှိပြီးသားအတွေးခေါ်ရှိပြီးသားဆိုရဲရဲကြီးကိုစတင်လှုပ်ဆောင်မှာအဲ့ဒီစတင်တဲ့အလုတ်ဟာမိမိရဲ့အနာဂတ်အတွက်ရည်မှန်းချက်အတွက်မှာတကယ်ကိုတရားတဲ့အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိမယ်တဲ့ဒါပေမဲ့ဘာကိုလှုပ်လှုပ်တော့အဆင့်ကျော်တက်တာမျိုးလေးတွေမလှုပ်ဖဲနဲ့အောက်ရှိကနေစတင်ပြီးတော့တစင်ချင်းစီတိဆောက်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့တကယ်ကိုကောင်းမွန်ပြီးတော့ဝရုယောသမီးတွေကတကယ်ကိုကောင်းမွန်ပြီးတော့အနာဂတ်အတွက်အတိတ်အတွက်မှာတရားတဲ့ခိုင်မာတဲ့လုပ်ငန်းတစ်ခုကိုစတင်လှုပ်ဆောင်ရင်အကောင်းဆုံးကာလဖြစ်တယ် ဆက်တူလုပ်ငန်းတွေအကျိုးပေးတယ်စတင်လုံးဆောင်တဲ့လုပ်ငန်းတွေအကျိုးပေးတယ်လုပ်ငန်းတွေအလုပ်တင်တဲ့ပတ်သက်ပြီးတော့ကိုယ်ကိုယ်တိုင်ပြောင်းလဲလှုပ်ဆောင်လို့လည်းမိတ်ဆွေတွေအကျိုးပေးပါတယ်ဒါအပြင်လုပ်ငန်းယာတုကိုင်ငန်းနဲ့ပတ်သက်ပြီးတော့ယာတုတိုးဖို့ယာတုတက်ဖို့အတွက်ကိုမိတ်ဆွေတို့နည်းနည်းလက်ရှိကာလအတိုင်းမှာဆိုရင်နည်းနည်းလေးခတ်နေတယ်ယာတုတိုးဖို့ယာတုတက်ဖို့အတွက်ဆိုရင်အဲမိမိနည်းနည်းမျောလင့်ထားသလောက်အရှိအတိုင်းသာကြံ့ကြာနေတာမျိုးတွေကြုံရတတ်တဲ့အတွက်ယာတုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ယာတုတိုးတဲ့ကိစ္စလေးတွေမှာနည်းနည်းလေးတော့အားနေတယ်သို့တော့လုပ်ငန်းတက်စတင်လုပ်တာမျိုးလုပ်ငန်းယာတုနဲ့ပတ်သက်လို့အပြောင်းလဲလေးတွေလုပ်တာမျိုးတွေအကျိုးပေးတယ်နေရာထိုင် င်ငင်းတဲ့ OA champion ဝင်လာတာမျိုးတွေအကျိုးပေးပါတယ်အဲနေရာထိုင်ငင်းတဲ့ပတ်သက်ပြီးဝင်လာတာမျိုးတွေ OA champion မိရာနဲ့ပတ်သက်လို့ဝင်လာတာမျိုးတွေအခွင့်အလမ်းကောင်းတွေလုပ်ငန်းကောင်းတွေအဆက်အသွယ်ကောင်းတွေရရှိတက်ပြီးတော့အကျိုးပြုစေတော့ကာလဖြစ်တယ် လက်ရှိမှာခရီးသွားကိစ္စလေးတွေမှာတော့အနှဲငယ်လေးတတိသားပါပြီးပါခရီးသွားပြည်တွင်းခရီးသွားနဲ့ပတ်သက်တာလေးတွေ pass လို့ visa လုပ်ငန်းလေးတွေနဲ့ပတ်သက်လာတဲ့အခါမှာအစပထမဆုံးလုပ်တဲ့အခါမှာမိတ်ဆွေတို့အနေနဲ့လူယုံမလွယ်ပါနဲ့တဲ့လူယုံတက်တက်ပါတယ်တဲ့အလောင်းကစားနဲ့ပတ်သက်တာတွေအားနေပါတယ်အပြော်ပါနဲ့ပတ်သက်တာတွေအားနေပါတယ်မိတ်ဟောင်းဆွေဟောင်းတွေနဲ့ပတ်သက်လာရင်အားနေစီတော့လာအားနေစီတော့အပတ်ဖြစ်တဲ့အတွက်တော့ဒါလေးတွေကိုတစ်ချက် view size စဉ်းနေပေးဖို့လိုအပ်ပါတယ်ဘာကိုလုပ်လို့အလင်းစလို့ဝုန်းနဲ့တိုင်းနဲ့ဆုံးဖြတ်တာမျိုးဆောင်ရွက်တာမျိုးပါမိတ်ဆွေရဲ့ကံကိုအားနေစီပြီးတော့ ကံကိုညံ့စီတော့အပတ္တအပိုင်ချဖြစ်တဲ့အတွက်တော့ဘာကိုဖြစ်ဖြစ်အလင်းစလိုမလိုပဲနဲ့တိတိရှိရှာစဉ်းစားပြီးတော့တွေးခေါ်တိုက်ပြမှာအထက်တစ်ပြင်တဦးတည်းတယောက်တည်းတစ်ခုတည်းလုပ်တဲ့အလုပ်ငန်းလေးတွေထက်ဆက်တူလုပ်ငန်းလေးတွေညီကိုမောင်နှမဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးအစုရှယ်ယာကလေးတွေအဲပေါင်းစုလုပ်ရတဲ့အလုပ်လေးတွေရှယ်ယာဝင်ပြီးလုပ်ရတဲ့အလုပ်လေးတွေမှာအာသာကောင်းမှုပြီးအတိုးတက်နိုင်သောကာလဖြစ်ပါတယ်ခင်ဗျာငွေကြီး ငွေချင်းနဲ့ပတ်သက်လာရင်လက်ထဲမှာနည်းနည်းအနှင်းငယ်တော့ရုံးကန်ရတတ်တယ်မိမိရဲ့အိမ်ဆောင်ရည်တွေကြောင့်ဖြစ်စေမိသားစုရည်တွေကြောင့်ဖြစ်စေငွေချင်းနဲ့ပတ်သက်ရင်မိမိရဲ့အိမ်ဆောင်ဘက်ကြောင့်အိမ်ဆောင်ရည်ကြောင့်သို့မဟုတ်ရင်မိသားစုအိမ်တွင်းရေးကိစ္စလေးတွေကြောင့်ကိုယ့်လက်ထဲမှာငွေချင်းနဲ့ပတ်သက်ရင်ဝင်တလောက်နည်းနည်းလေးဟိုဟိုတစ်ဖက်ကဝင်တစ်ဖက်ကထွက်နေတာမျိုးဝင်ငွေနဲ့ထွက်ငွေကအိတ်ပေါက်နဲ့ဖားကောက်တယ်လို့ဖြစ်နေတတ်တယ်တဲ့သို့တော့မပူမချန်နေဘူးသို့တော့ခက်ခက်ခဲခဲတော့မရှိဘူးပေါ့ဒီနေရာမှာသူများကိုသွားရှိလိုက်တာမျိုးငားလိုက်တာမျိုးဆိုရင်တော့နည်းနည်းလေးကိုယ့်ရဲ့ဟာအခက်အခဲလေးတွေကြုံရတတ်တဲ့အတွက်ဒါလေးတွေကိုတော့တစ်ချက်ပြီး ူဆိုင်ပေးဖို့လိုအပ်ပါတယ်အိမ်နောင်ရင်းနဲ့ပတ်သက်လာရင်တော့မိမိရဲ့အိမ်နောင်ဘက်နဲ့ပတ်သက်ပြီးကျန်းမာရေးညံ့ခြင်းကြောင့်ဖြစ်စေသူမို့မိမိရဲ့အိမ်နောင်ဘက်နဲ့ပတ်သက်ပြီးတော့မိမိကမိမိရဲ့အိမ်နောင်ဘက်ပေါ်မှာလွှမ်းမိုးခြင်းတဲ့စိတ်တွေငါတိတက်ပို့ပြီးတော့ ဆိုတာမျိုးသူ့ကိုစိတ်တိုင်းမကြတာမျိုးတွေဖြစ်နေရတာမျိုးသူ့အပေါ်မှာလွှမ်းမိုးကျင်တဲ့စိတ်ကလေးတွေနည်းနည်းများနေတဲ့အတွက်ကြောင့်မလို့တော့အင်နာဘတ်နဲ့ပတ်သက်ပြီးတဲ့အခါနည်းနည်းလေးဟိုသတိထားဆင်ခြင်ဖို့နဲ့မိမိနေနဲ့တချို့အရာလေးဒီမှာဖြစ်ရှင်တဲ့ဆန္ဒကလေးတွေကိုတော့အတတ်နိုင်ဆုံးညှိယူဖို့လိုအပ်ပြီးတော့ recommend ပြတာမကြိုက်တဲ့မိတ်ဆွေရဲ့အင်နာဘတ်ဆိုလို့ရှိရင်တော့ပြဿနာတိုက်ခိုက်လေးတွေပေါ်ဝတ်တဲ့အတွက်တော့သတိထားဆင်ခြင်ပေးရန်အတွက်တော့အင်မတန်လိုအပ်တော့အပတ်တာဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေဖို့တစ်ခုရအောင်သားသမီးတွေကလူငယ်တွေအရှိရင်းနဲ့ပတ်သက်ရင်တော့ချစ်သူကြီးစားအသေးရရှိတာမျိုး အိမ်အောင်ပြုရန်စိစက်ရန်တိုင်မြင်နေတာမျိုးတမီးစားတွေအနေနဲ့တုံးနဲ့တူတယောက်နဲ့တယောက်အဆက်အသွယ်ပြတ်နေသူတွေနားလဲမှုလွဲနေတဲ့မိတ်ဆွေတွေဒီကာလမှာအဆင်ပြေအောင်မဖြစ်ပြီးပြီးသားကိစ္စတွေကိုပြန်ပြီးတော့ဆွေးနွေးနေတာတက်ဆိုင်ဖြစ်မလာသေးတဲ့ကိစ္စတွေကိုတိုင်မြင်နှီးနှောရင်အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိမယ်ဆိုတဲ့ကံမျိုးဖြစ်နေတဲ့အတွက်မိတ်ဆွေလူငယ်များအနေနဲ့ကတော့စုပ်ကောလက်ကောဝင်နာမျိုးလေးတွေအရှိရင်နဲ့ပတ်သက်လာရင်အဆုပ်ပတ်တာအကောင်းဘက်ကိုပုံမှုအားပြုသွားတာမျိုးတွေကကံကိုတိုးတက်စေသောအပတ်တာဖြစ်ပါတယ်ခင်ဗျာ ငဘူကအိမ်နောက်ဘက်နဲ့ပတ်သက်ပြီးတော့ဝေးကွာနေသူတွေခွဲကွာနေသူတွေအဲမိတ်ဆွေတို့အနေနဲ့လက်ရှိမှာပျောက်တော့သူခြာရင်မတွေ့နိုင်ပါဘူးဖြစ်နိုင်လို့ချင်းမိတ်ဆွေတို့အနေနဲ့ခြာလေဝေးလေလိုက်လေပြေးလေဖြစ်ရတတ်တဲ့အတွက်ဖြစ်နိုင်လို့ချင်းအိမ်နောက်ဘက်နဲ့ပတ်သက်ပြီးအဆက်အသွယ်ပြတ်နေသူတွေအနေနဲ့အရန်ကြီးအပူလွန်နာကိုချော့ပြီးတော့မိတ်ဆွေတို့အနေနဲ့အဲမိမိတို့ရဲ့နော်တစ်ခါလေးမှာ မိမိရဲ့ပါဝင်ခြင်းမှာပဲရှိပြီကိုကဝင်းဝေးလန့်လန့်ရှာနေရတာမျိုးလေးတွေကြုံရတတ်တယ်ထို့ပြင်အိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့အဲကောလာဟာလာသတင်းတွေအဲအဆက်ဆိုပြတ်သွားတာမျိုးတည်ဆုံနေပဲအဆရှိတဲ့အရာလေးတွေပေါ့အာနမိတ်ဆောင်တဲ့ကောလာဟာလာသတင်းတွေဒီလိုကြားရရင်ဒါဟာစိုးရိမ်စရာမဟုတ်ပါဘူးမဖြစ်နိုင်ဘူးဆိုတော့ကတ်ကိုပေါ်ပြနေတော့ကာလဖြစ်ပါတယ်ဒီအပ္ပဒါတော့ဒီမှာမိတ်ဆွေဗုဒ္ဓဘူးရောက်သားသမီးရဲ့ပညာရေးနဲ့ပတ်သက်လာတဲ့အခါ နည်းနည်းလေးစိတ်မလောပါနဲ့တဲ့စိတ်လောလို့ရှိရင်အမားတွေပါတတ်တဲ့အတွက်စိတ်မလောပါနဲ့တဲ့ဥပမာဖြည့်ပြီးသားအစာတွေကိုတေချာလေးတတိထားဆင်ကျင်ပြီးတော့စစ်ပါရတယ်နော်စစ်ပြီးတဲ့အခါကျရင်ငါတို့ဒီတစ်နှစ်တော့ထက်နောက်တစ်နှစ်မှဆိုတာမျိုးကိုမလုပ်ပွဲနဲ့ကိုရတာကိုအတိညာရှိသလောက်ဖြည့်ပါရတယ်အဲနည်းနည်းလေးစိတ်လောတာမျိုးလေးတွေအပီးစလိုမြန်တာမျိုးလေးတွေစာကိုပြန်ပြီးတော့မစစ်တာမျိုးလေးတွေတော့ဖြစ်နိုင်ရင်မလုပ်ဖို့လိုအပ်ကြောင်းထပ်လောင်းမှကြားလိုက်ပါရစေခင်ဗျာကောင်းပြီထို့ပြင်မိတ်ဆွေဗုဒ္ဓဘုရားတို့သည်ဒီတစ်ပတ်တာအတွက်မှာ ခยีထွက်ခြင်းကိစ္စလေးတွေမှာဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့အဲဖယားဘူးခยีသွားတွေပြည်တွင်းခยีသွားတွေနဲ့ပတ်တိုင်တော့ရှေ့တို့ဆောင်ရွက်သွားလို့ရပါတယ်တဲ့เนาะပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့အပျော်ပါခยีတွေအလှူဒါနာခยีတွေမိသားစုလက်ဆောင်ခยีတွေနဲ့ပတ်သက်ရင်သွားလို့ရတော့ကာလာဖြစ်တဲ့ဖြစ်ပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့ဒီအပတ်တာတော်တွင်းမှာဆိုရင်အထက်လူကြီးအကြီးအကဲအဖေအမတို့မဟုတ်ဆွေမျိုးသားချင်းတွေအကူအညီထောက်ကူကိုဒီလဟာမြားစွာရရှိတတ်တော့အပတ်တာဖြစ်ပြီးတော့ထီကန်ဆန်းလို့ကောင်းပါတယ်တဲ့ထီထိုးတဲ့အခါမှာမိမိတို့အနေနဲ့ဖယားစီဒီចောင်းကန်တိမ်ပရဝံကိုဆွဲမှတ်တဲ့အခါထီကန် စမ်းလိုက်ရင်အင်မတန်ကိုအားသာပြီးတော့ထီပေါက်ကိန်းသို့မဟုတ်သားရွှေကိုထမ်းလာတယ်လို့ယရနာဘိုဆိုင်ကိနဲ့ဆိုင်တယ်လို့ငွေကြီးတွေလုံငနေရင်ငနေဝင်လာနိုင်တော့အပတ်တာအပိုင်းရှာကာလာရောက်ရှိနေပါတယ်အကျိုးပေးသောအယောင်နေနဲ့ဆိုလို့ရှိရင်တော့မိတ်ဆွေတို့နေနဲ့အဝါယောင်ခဲရောင်ခရမ်းရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတူးတက်ကောင်းမွန်အားသာစေပါတယ်။တတိထားဆင်ကျင်ရမယ့်အယောင်တွေကတော့မိခိုးရောင် ဒီရောင်နေသူမဟုတ်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့အစိမ်းရောင်တွေကိုတတိထားစင်နေပေးပါရတယ်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့တွင်မှာဆိုရင်တောက်ကြသာသမီအင်္ဂါသာသမီတွေနဲ့တွဲဖက်လုံရင်ကံကိုတိုးတက်ကောင်းမွန်ပါတယ်လေခင်ဗျာနော်အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စအမြန်နဲ့ရှင်းဆိုင်ပြီးဒေါသနဲ့အပြက်အပြက်ဆောင်တဲ့ကိစ္စလေးတွေမှာမဖြေရှင်းပါနဲ့တဲ့မိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေလူရောမလွယ်ပါနဲ့တဲ့နော်ဒီအပတ်တာတော့တွင်မှာအကျိုးပေးစီတော့ ကနန်းအဖျားရည်အနေနဲ့ဆိုလို့ရှိရင်၃ရာကနန်း၊ခုနှစ်ကနန်း၊၆ကနန်းနေခါမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးတော့အကျိုးပြုစေပါတယ်။အရေးကြီးတဲ့ကိစ္စတွေလိုရာမှုကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြာရင်နဲ့နှစ်ဦးတည်းနှစ်ယောက်တည်းသွားတာမျိုးတွေနှစ်ခုတည်းနှစ်ခုလုပ်ငန်းနှစ်ခုကိုသွားပြီးတော့တပြိုင်တည်းလှုပ်ဆောင်တာမျိုးတွေအားနည်းစေတဲ့အတွက်တကယ်လို့မှဒီလိုလုပ်ရပြီဆိုလို့ရှိရင်တော့တနင်္လာရက်တို့ဘာတို့ကိုရှောင်ပြီးသွားဖို့ဒီအထုပ်ပြင်မိတ်ဆွေတို့အနေနဲ့ဒီလိုခီးသွားကိစ္စတွေအောင်မြင်စေရန်တော့အလို့ငါရတယ်။မိတ်ဆွေတို့ရဲ့အရာရာအဆင်ပြေအောင်မြင်စေဖို့မိမိရဲ့ပတ်စံအိတ်အတွင်းမှာ နရရန်လေးတရက်ကိုလေးခေါက်လေးရှိုးပြီးတော့ကလစ်ကလေးနဲ့ပုတ်ပြီးဆောင်သွားပါဒါဆိုရင်အတိုက်ခိုက်တွေกินပြီးလိုရာအဆင်ပြေလာမှအသေးစားပဲဖြစ်တယ်မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်အယောင်းထွက်စီဖို့အတွက်ဆိုမိမိရဲ့ကုန်ပစ္စည်းတွေကိုဂတ်တူဆိုင်ရွက်ကလေးတရက်နဲ့ရိုက်ပုတ်ပြီးတော့ ရောက်ထွက်ပါစေဆိုတဲ့အကြောင်းနှင်းထုတ်မောင်းထုတ်ပါရှစ်တဲ့အကြောင်းမဟုတ်တော့မုန်းတဲ့အကြောင်းနင်းမြန်ထွက်ဟာမမြင်ကျင်တော့ဆိုဒီလိုရိုက်ထုတ်ရိုက်ထုတ်မောင်းထုတ်ရင်ထွက်သွားပါလိမ့်မယ်တဲ့ခင်ဗျာနော်အဆက်ဆက်ရရအစဉ်ပြေစီပြီးဒီရက်တပတ်တာလုံးမှာငွေကြီးကံအားကောင်းစေရန်ဘုဒ္ဓခုရာဟုသာသမိတွေနေနဲ့ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုလို့ရှိရင်တော့ဘုဒ္ဓခုရာဟုသာသမိတွေနေနဲ့ အတိတ်ကြံလေးဝင်ပေးပါဝင်ရမယ့်အတိတ်ကတော့ချစ်ချစ်ဝေးမဟုတ်ပါဘူး24ပထံအချင်းကိုပဲတနေ့ကိုအချင်းဟေလူပစ္စည်းတော်မှာခေါင်းစဉ်တွေကိုပဲ20နဲ့4កောက်တနေ့ကို24កောက်တိတိကိုလာကုန်တဲ့အထိဝင်ပေးပါအစိုးညံ့နေဟာဘာလဲလို့မေးရအောင်ကောင်းလာပါလိမ့်မယ်ခင်ဗျကျေးဇူးတင်ပါတယ်ဆရာငယ်ပါဗီဒီမီချင်း0939293416 WhatsApp Telegram Viber မှာဆက်သွယ်မေးမြန်းနိုင်ပါတယ်ဆရာ Viber မှာ TikTok မှာဗီဒီယိုဧည့်တယ်လက်မခံပါဘူးဆိုတဲ့အကြောင်းပြောလိုပါတယ်ဒါအပြင်ဗုဒ္ဓဘုရားဥဒသမီးတွေကနောက်နှစ်မှာအတာစားပါတယ်ဒါကြောင့်အတာနဲ့ပတ်သက်ပြီးတော့ ုဖြည့်ဖြောက်တယ်ဆိုတာလေးကိုဆရာကနောက်ဗီဒီယိုမှာပြန်ပြီးတော့ရှင်းပြပေးပါမယ်ယေရှုပြန်ပါတယ်အားလုံးအစီအပြေကြပါစေခင်ဗျာနောက်ဗီဒီယိုမှာနောက်တစ်ပတ်မှာပြန်တွေ့ပါမယ်ခင်ဗျာ